မြင်္ဂလာပါမနေ့ပြန်ခொနီယာသားသမီးများအတွက်တည့်ရက်သားစာဝင်ရှောင်းဝင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အလုတ်ကိုအချိန်ဟုန်နဲ့တိုးချဲ့တဲ့နေ့တွေဖြစ်ပါတယ်အတိုက်ခံမှန်တယ်များအနိုင်ရနိုင်တော့လေမိတ်ဆွေရဲ့အနိကတ်လူရဲများရဲ့ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်အိမ်တွင်းရင်းမှာတော့ငွေကိုအကြောင်းပြုပြီးတော့စကားများနေရတတ်ပါတယ်အချိန်ရင်းမှာတော့ကြားလေအနေဝေးတတ်ပါတယ် လေးကိုပါတဲ့ကလန်းများချိုးပေးပြီးတော့ကန်ကောင်းတဲ့ရောင်တော့အနက်ရောင်နဲ့မရမ်းရောင်ဖြစ်ပါတယ်။ရေရီယာနေနေရတော့မိမိရံဖျားမှာရှောက်သီးတုတ်ကတ်လို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။အလောက်ကင်ခွင်လန်းတွေရတော့ထင်မှတ်မထားလောက်အောင်ကောင်းနေပါလိမ့်မယ်။ဝါယာရှော့ဖြစ်တတ်ပါတယ်။မီးနဲ့ဆက်အထူးသတိထားပေးပါ။ချစ်တူရဲ့အထင်လွဲဆွဆွဲခြင်းကိုခံရတတ်ပါတယ်။ 63ပါတဲ့ကနိုင်များအကျိုးပေးပြီးတော့ခံကောင်းတဲ့ရောင်တော့ကြက်တွေးရောင်နဲ့အနေရင်းအရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာရွှင်အေးကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေဟောင်းအဆက်ဟောင်းများနဲ့ပြန်ပြီးတော့စုံစည်းရတတ်ပါတယ်။ဖျားဘုံဘိုးတော်ဘုံယဟနာဘုံတော်များကြွလာရင်ကောင်းပါလေ။ထီပေါက်ပါမယ်။ငွေအလုံးလိုက်ရင်းလိုက်ဝင်ပါလိမ့်မယ်။အိမ်တွင်းရင်းမှာတော့စိုးရင်ပူပန်မှုများနဲ့ကြုံတွေ့ရတတ်ပါတယ်။ ်ချစ်တူစီကနေပြီးတော့သတင်းကောင်းများကြားအပ်တတ်ပါတယ်။ကောင်းမှုကောက်ကိုက်ဖြစ်တတ်ပါတယ်။လေးနှစ်ပါတဲ့ကလေးများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရံဖျားမှာအာသံချက်ကတ်လို့ပူဇော်ပေးပါဗုဒ္ဓဟူသားမိမိအတွက်ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ယင်ကိစ္စဆက်ကိစ္စများအတွက်ပြောဆိုဖြည့်ရှင်းပေးရတတ်ပါတယ်။ အလုံမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ချစ်တူစရာနေပြီးတော့သတင်းကောင်းကြားတတ်ပါတယ်။ရင်ဘတ်အောင့်နေတတ်ပါတယ်။လေးကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဝါရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရဖျားမှာနန္နတိကလို့ပူဇော်ပေးပါ။ကြာတာပရိသတ်မိမိများတို့ယနေ့မှာတော့ညာနဲ့ဝရိယပိုင်းမှာအစွမ်းကုန်စူးစမ်းမယ်နေလေးဖြစ်ပါတယ်။စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မှုတွေရရှိပါလိမ့်မယ်။ ကွဲကွာနေတဲ့မိတ်ဆွေဟောင်းဆွေမျိုးဟောင်းများနဲ့ပြန်လည်ပြီးတော့ဆောင်စည်းရတတ်ပါတယ်။အချိန်ရင်းမှာတော့တာယာနေပါလိမ့်မယ်။ရင်မအောင်တတ်ပါတယ်။သုံးငါးပါရကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အနည်းအောင်ဖြစ်ပါတယ်။ရေရာနေနေရတော့မိမိရဖျားမှာလိန်ဘော်ဒီကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းရပါမယ်။ရဝေးရနေပြီးတော့တည်င်းကောင်းများကြားပါမယ်။ငွေကတော့၃လဝင်နေမျိုးဖြစ်ပါတယ်။ အလုံးမှာအဆစရရအစဉ်ပြေနေပါလိမ့်မယ်။ခေါင်းမှုခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။အချိန်ရေးမှာတော့ကြာလေအနေဝေးတတ်ပါတယ်။လေးချောက်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်တဲ့အစိမ်းရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရဖျားမှာမုတ်ဖတုတ်ကလည်းပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းရတာတွေနာမည်ကောင်းရတာမျိုးတွေကြုံတွေ့ရပါမယ်။အခြေအနေနဲ့အင်တော်ကြီးမှာတော့စိတ်တို့မကြစရာတွေများနေတတ်ပါတယ်။ ကြံစည်ထားတဲ့မြအရာတွေကိုရဲသေးနေတာလုပ်ပေးပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်လေးရှိပါတယ်ခဏမြအချိုးပေးပြီးတော့ကံကောင်းနေရအောင်တော့အဖြူအောင်ဖြစ်ပါတယ်ရဲရဲအနေနဲ့ကတော့မိမိရဖျားမှာမုံလုံးကြီးပေါ်ကတ်လို့ပူဇော်ပေးပါအားလုံးကြမ်းမှချမ်းသာကြပါစေ